အမေရိကန်သမိုင်းမှာတူရဲတာရှိဘူးတဲ့လူမဲတမရဘာရက်ဟူစိန်အိုဘမားဟာ2009ခုနှစ်ကနေ2019ခုနှစ်ထိအမေရိကန်ပြည်ထောင်စုကိုဦးဆောင်ခဲ့ပါတယ်။သူဟာဒီမိုကရက်တစ်ပါတီရဲ့အဖွဲ့ဝင်ဖြစ်ပြီးတော့1998ခုနှစ်ကနေ2004ခုနှစ်ထိ Illinois ပြည်နယ်အထက်လွှတ်တော်အမတ်ဖြစ်ရော 2005ခုနှစ်ကနေ2008ခုနှစ်ထိ Illinois ပြည်နယ်ရဲ့ American အထက်လွှတ်တော်အမတ်ဖြစ်နေပါတာဝန်ထမ်းဆောင်ခဲ့ပါတယ်2009ခုနှစ် American သမ္မတယူကောက်ပွဲမှာတော့ပြိုင်ဘက်တွေကိုအပြတ်အသတ်နိုင်ရရှိပြီး American ပြည်အောင်စုရဲ့သမ္မတဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒါရီနဲ့ဆန့်ကျင်ပြီးသူနဲ့ပတ်သက်ပြီးလူသိနေတဲ့အချက်တွေလည်းအများကြီးရှိပါသေးတယ် အခုဗီဒီယိုမှာတော့လူတွေသိမ့်မသိသေးတဲ့အချက်တချို့ကိုလေ့လာရမှာဖြစ်ပါတယ်။တမရတယောက်အနေနဲ့ဥပမာဟာသူ့ရဲ့အိတ်ကထဲမှာကံကောင်းစေတဲ့အဆောင်ဖွဲ့တွေကိုထားလိရှိရဲဆိုတဲ့အချက်မျိုးသူကိုယ်တိုင်ပြောပြခဲ့မှုပါတယ်။အဲ့ဒီပစ္စည်းတွေထဲမှာပုံရဟမင်းကြီးရှေကရတဲ့ Rosary Breeze လိုမျိုးဗုဒ္ဓရုပ်တုလေးနဲ့ ပိုကချစ်ပြားလေးတွေဟာမတူညီရဲ့ယုံကြည်မှုနောက်ခံအခြေအနေတွေနဲ့သူ့ကိုချစ်ခင်သူတွေစီကရတဲ့မှတ်တရပစ္စည်းလေးတွေဖြစ်ပါတယ်။ဒါတွေကသူ့အတွက်ကံကောင်းစေတဲ့အရာတွေဖြစ်အမြဲပြောပြလေးရှိပါတယ်။နှစ်ပေါင်းများစွာကလေးကသူ့ကိုပြီးခဲ့တဲ့ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့အနှဲငယ်ကိုအမြဲတမ်းတည်ဆောင်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး သူကအခုလိုပြောပြခဲ့ပါတယ်။ကျွန်တော်ရွေးကောက်ပွဲအတွက်စတင်ဝင်ရောက်ခဲ့တဲ့ကလူတွေများကြီးနဲ့စကားပြောတဲ့အခါ ကျွန်တော်ကိုလက်ဆောင်ပစ္စည်းလေးတွေစပေးလာကြပါတယ်။ကံကောင်းစီတဲ့အဆောင်လက်ဖွဲ့လေးတွေဒါမှမဟုတ်အမှတ်ရပစ္စည်းလေးတွေဒါမှမဟုတ်ရင်လည်းသူတို့အတွက်အထိပယ်ရှိတဲ့အရာလေးတွေပါ။အဲ့ဒီတော့အခုကျွန်တော်လမ်းတစ်လျှောက်တွေ့ဆုံခဲ့တဲ့ လူတွေနဲ့သူတို့နဲ့ပြောပြခဲ့တဲ့ဇာတ်လမ်းတွေကိုသတိရစေဖို့အတွက်ဒီအရာလေးတွေကိုအမြဲတမ်းသိဆောင်တဲ့အကျင့်ရှိလာပါတယ်။ဒီဆောင်လက်ဖွဲ့လေးတွေဟာသူ့အတွက်စိတ်ပိုင်းဆိုင်ရာအပြည့်မှုနဲ့ လမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့လူတွေရဲ့ဇလန်းတွေကိုအမှတ်ရစေတဲ့သင်္ကေတတွေဖြစ်နိုင်ပါတယ်။ဥပမာရဲ့ထထန်းចောင်းသားဘဝမှာမူရစီနဲ့အရက်တွေကိုမရှောင်နိုင်ခဲ့ပါဘူး။ចောင်းသားဘဝမှာမူရစီဝါနဲ့အရက်တောက်ခဲ့ဘူးလေဆိုတဲ့အကြောင်းကိုသူကိုယ်တိုင်ဝန်ခံခဲ့ဘူးသလိုလူငယ်ဘဝမှာပါရွေးနဲ့ဆုံးဖြတ်ချက်တွေချခဲ့မိဘူးပဲ။အဲ့ဒီမာရီကနေ သင်ကန်းစာယူပြီးပြန်လဲတိုးတက်လာခဲ့တယ်ဆိုတဲ့အချက်ကိုသူကိုယ်တိုင်ဝင်မျှခဲ့မှုပါတယ်။ငယ်စဉ်ကဆေးဆွဲခဲ့မှုတဲ့အကြောင်းနဲ့ပတ်သက်ပြီးသူရေးသားထုတ်ဝေမှုတဲ့အထုပ်ပတ်ဒီစာအုပ် Dream for my father ဆိုတဲ့စာအုပ်ထဲမှာထည့်သွင်းရေးသားခဲ့မှုပါတယ်။2008ခုနှစ်ရွေးကောက်ပွဲမှာအိုဘားမားရဲ့အောင်ပွဲဟာအမေရိကန်နိုင်ငံကြီးတမိုင်းမှာအရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ Hello everybody. ရာဇဝင်ပေါင်းများစွာ ွဲခြားဆက်ဆံခံရမှုတွေနဲ့မညီမျှမှုတွေကြုံတွေ့ခဲ့ရတဲ့လူမဲအမေရိကန်တွေအတွက်တော့ဒါဟာကြီးမားတဲ့မျှော်လင့်ချက်နဲ့စွမ်းအားလည်းဖြစ်ခဲ့ပါတယ်။သူရွေးကောက်ခံရမှုဟာလူမျိုးရေးခွဲခြားမှုတွေကိုကျော်လွှားနိုင်တယ်ဆိုတာကိုတက်တည်ပြလိုက်နိုင်တာမျိုးပါ။အဲဒီပြင်နောက်မျိုးဆက်တွေအတွက်လည်းနိုင်ငံရေးနယ်ပယ်မှာဥဆောင်နိုင်တဲ့နမူနာကောင်းဖြစ်စေခဲ့ပါတယ်။ဘိုဘမရဲ့နိုင်ငံရေးခီလန်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ချီကာဂိုမြို့ရဲ့လူမှုအတိုင်းဝိုင်းမှာ စတင်လုပ်ကန်ခဲ့ပြီးတော့ Illuminis ပြည်နယ်အထက်လွတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။2004ခုနှစ်မှာအမေရိကန်အထက်လွတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပြီးတဲ့နောက်မှာတော့သူ့ရဲ့နိုင်ငံရေးဆန်းကအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။သူ့ရဲ့ထူးခြားတဲ့စကားပြောဆိုရင်လည်းနိုင်ငံရေးဆိုင်ရာအမြင်တွေဟာသူ့ကိုလူအများရဲ့အာရုံစိုက်မှုကိုရရှိစေခဲ့ပါတယ်။ ။ပိုဘားမကအမေရိကန်မိခင်နဲ့ကင်ညာဖခင်တို့ရဲ့သွေးနှောအမွေကိုဆက်ခံထားသူဖြစ်တာကြောင့်ကွဲပြားတဲ့ယဉ်ကျေးမှုတစ်ခုကြားကပေါင်းစပ်မှုကိုကိုးစားပြုပါတယ်။သူ့ရဲ့ဇာတိနောက်ခံကလူမျိုးရင်းနဲ့ခံယူချက်ကွဲပြားသူတွေကြားမှာတရားထူးပေးနိုင်ခဲ့တဲ့အခြေအနေကိုပြသနေနိုင်တယ်လို့တချို့ကယူဆကြပါတယ်။ဒါရင်မကပါဘူး။အိုဘားမားရဲ့ငယ်ဘဝကလည်းထူးခြားပါတယ်။ သူကဟာဝိုင်မှာကြီးပြင်းခဲ့တယ်။ပြီးတော့အင်ဒိုနီးရှားမှာလည်းနေထိုင်ခဲ့ဘူးတယ်။ဒီအတွေ့အကြုံတွေကသူ့ကိုမတူညီတဲ့ယဉ်ကျေးမှုတွေနဲ့လူမှုအတိုင်းအတိုင်းတွေကိုနားလည်နိုင်စွမ်းကိုပေးစွမ်းနိုင်ခဲ့ပါတယ်။မိဘတွေကတော့သူတမရဖြစ်တဲ့အချိန်ကိုမမီလိုက်ကြပါဘူး။တမရဥပမာကနိုဘယ်ဆုရခဲ့ပူပါတယ်ဒီလိုရရှိခဲ့တာနဲ့ပတ်သက်ပြီးအငင်းပွားစရာတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။သူ့ရဲ့သမ္မတတန်းအစမှာပဲဒီစုကိုရရှိခဲ့တဲ့ကြောင်းတချို့ကသူ့ရဲ့လက်တွေ့လှုပ်ဆောင်ချက်တွေထက်မျောလင်းချက်တွေအပေါ်အခြေခံပြီးပေးအပ်ခဲ့တာလို့ဝေဖန်ခဲ့ကြပါတယ်။မွတ်စလင်ကဘာနဲ့ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့နိုင်ငံတကာတန်တမာရေးကိုအားပေးဖို့ဆိုတဲ့သူ့ရဲ့ရည်ရွယ်ချက်တွေကိုရည်ရွယ်ပြီးနိုဘယ်ဆုရွေးချယ်ရေးကော်မတီကအတိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲမှု ်နျူကလ িয়ার လက်နက်ပြန်ပွားမှုတားဆီးရေးအတွက်သူ့ရဲ့ကျူးပတ်မှုတွေကိုလည်းချီးကျူးခဲ့ကြပါတယ်ဒီစုဟာသူ့ကိုနိုင်ငံတကာမှာပုံမှုကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ဖို့နဲ့ငြိမ်းချမ်းရေးအတွက်ဆက်လက်ကျူးပတ်မှုအားပေးတဲ့အနေနဲ့ပြည့်ရခဲ့တာလို့ရှုမြင်နိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့တမရတတန်းမှာစစ်ပွဲတွေနဲ့ပြိပခါတွေလည်းရှိခဲ့တာကြောင့်ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ် အိုဘားမားဟာဒမရဖြစ်ပြီးတဲ့အထိဆက်လက်တောက်တဲ့အလေ့ကျင့်ကိုမဖြောင့်နိုင်ခဲ့ပါဘူး။လူငယ်ဘဝတည်းကဆက်လက်တောက်တဲ့အလေ့ကျင့်ကဒမရတာဝန်ယူတဲ့အချိန်ထိမပြတ်နိုင်ခဲ့ပါဘူး။2010ခုနှစ်မှာဆက်လက်ပြတ်ခဲ့သလိုဆက်လက်ပြတ်ပြီးနောက်ပိုင်းမှာလည်းသူဘလူဖြတ်တောက်ပြစ်ခဲ့ရတယ်ဆိုတာကိုမီဒီယာတွေမှာရန်ဖန်ရန်ခါပြောပြလေရှိပါတယ်။အိုဘားမားဟာဟာဗာမှာရှိနေတဲ့အချိန်လုံးကမော်ဒယ်လုပ်ဖို့စူးစမ်းခဲ့ဖို့ပြင်နေပယ်ချခံခဲ့ရဖို့ပါတယ်။ သူဟာထူးချွန်တဲ့ဥပဒေចောင်းသားသူဖြစ်ပေမဲ့လည်းဒီနယ်ပယ်ကိုစိတ်ဝင်စားခဲ့သလိုចောင်းသားဘဝမှာရိုက်ခဲ့မှုတွေပုံတချို့ကမီဒီယာစာမျက်နှာတွေပေါ်မှာပါဝင်ခဲ့ဥပါတယ်လူငယ်ဆန်ဆန်ပေါ့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 ရိုက်ထားတဲ့ဒီလိုပုံတွေစိတ်လိတ်ခဲထားတဲ့ပုံတွေကအဲ့ဒီကာလတခြားမှာသူရိုက်ခဲ့မှုတွေပုံတွေဖြစ်ပါတယ်ဒီပုံတွေကတော့ OC Dan နဲ့ College နဲ့ Columbia University တက္ကသိုလ်တွေမှာ သူကျောင်းတက်စင်ကရည်ကူးထားတဲ့ပုံတွေဖြစ်ပါတယ်။အခုပြောပြသွားတဲ့အချက်တွေကတော့အမေရိကန်သမိုင်းတခြားလူချစ်လူငယ်များတဲ့သမ္မတတဦးရဲ့စိတ်ဝင်စားစရာအချက်တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။သမ္မတဘာရတ်ဘိုဘားမဟာအမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးလူမဲ့သမ္မတအနေနဲ့သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သူပါ။သူ့ရဲ့ထူးခြားတဲ့နောက်ခံအခြေအနေလူသားဆန်တဲ့အမှုချင်းစတဲ့စိတ်ဝင်စားပွဲဟာကိုကြီးကိုယ်တော်အချက်လက်တွေက သူ့ကိုကဘာတဝမ်းကလူတွေရဲ့လေးစားချစ်ခင်မှုကိုရရှိစေခဲ့တာဖြစ်ပါတယ်